ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့เนาะပြီးခဲ့တဲ့တောက်ကြနေရတော့ကျွန်တော်ကနှစ်တွေနဲ့အပိုင်ပေးခဲ့တယ်ဗောနော်နှစ်တွေနဲ့တော့အပိုင်ပေးခဲ့တယ်เนาะဒီမှာကျွန်တော်တို့နှစ်နှစ်နှစ်တို့နှစ်ခုတို့ဒါပဲထွက်သွားတော့နှစ်ရှစ်ရှစ်နှစ်ဗောနော်အဲ့မှာကျွန်တော်တို့ပေးတဲ့ဘိုင်းတွေကတော့အကုန်အောင်ခဲ့ပါတယ်เนาะထိတ်ကြီးထိတ်မှာဆိုရင်ကျွန်တော်တို့ကကြီးထိတ်မှာဆိုရင်ကြီးအနေနဲ့ပဲထိတ်အနေနဲ့မအောင်ပဲကြီးအနေနဲ့ပဲနှစ်ဆိုပြီးအောင်ခဲ့တယ်เนาะ နှစ်ရှစ်မှာအရှင်းနှစ်မှာလည်းဒီကီးရလဲဒီလိုကီးဆိုပြီးအောင်ခဲ့တယ်ဟုတ်လားနောက်တစ်ခါကျွန်တော်တို့ဒီမာစတာကီးမှာလည်းနှစ်ဆွဲပြီးအောင်ခဲ့တယ်ဗောနော်နှစ်ဆွဲပြီးအောင်ခဲ့တယ်ကျွန်တော်တို့ဗရိတ်လိုင်းမှာကတော့ဗရိတ်လိုင်းမှာတော့ကျွန်တော်ဘာဖြစ်တဲ့ဆိုတဲ့အခါကျတော့ကိုထိတ်လာပြီးတော့9338ဆွဲဗရိတ်ကတော့မနေ့ပိုင်း8ညနေပိုင်း3ညဆိုပြီးတော့เนาะ ထွက်ခဲ့တယ်နောက်ကကျွန်တော်ဝမ်းကြီးနှစ်ခုပြီးခဲ့တာလေဝမ်းကြီးနှစ်ခုသလုံးကကျွန်တော်တို့မှနှစ်ကိုရဲနှစ်ခွန်ရဲဖြစ်နေတဲ့အတွက်နှစ်တလုံးကိုကျွန်တော်ကြိုက်ပါဆိုနှစ်နဲ့ပတ်သက်တာကိုပဲကျွန်တော်အာယူပြီးပြီးခဲ့တယ်နော်ခွန်နဲ့ပတ်သက်တာဆို80ခုပဲကျွန်တော်ထည့်ပြီးပြီးခဲ့တယ်ဒါပေမဲ့ကံအားလို့ဆိုပဲကတ်ပြီးတော့ကျွန်တော်တို့နှစ်ရှိဖြစ်သွားခဲ့တယ်ပေါ့နော်ကီးကီးတွေကတော့အားလုံးမမထန်တန်နဲ့ကျွန်တော်တို့အောင်ခဲ့ပါတယ်နော်ဒါပေမဲ့ထုတ်ကနန်းလေးတွေမအောင်ခဲ့ပါဘူးကဲအဲ့တော့ကျွန်တော်တို့လာမယ့်အင်္ဂါနေ့အတွက်ကိုကနန်းလေးထုတ်ရအောင်ကနန်းလေးထုတ်တယ်ဆိုရင်အမှဒီတစ်ခါတော့20မဟုတ်ပါဘူး တွင်နီးမဟုတ်ဘူးကျွန်တော်အရင်တော့ပြခဲ့ဘူးတယ်လူဟောင်းနေဆိုရင်တည်လိမ့်မယ်တနည်းကြကြအနော်အဲ့နီးလေးကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါကျတော့အောင်းနေအဲ့တော့ကတော့ကျွန်တော်တို့ကဓာတ်ရိုက်ဆွဲတာဘူးကတော့၃ရက်တစ်ဖြတ်ဆွဲတာနေနဲ့ကျွန်တော်ပြမယ်နော်အဲ့တော့ဘယ်ကစမလဲဆိုတော့16ခွန်8ကစမယ်ဗျ1 6ခွန်ရှိ34 68 34 68 8133 8133ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ပါတယ်တဲ့ထွက်ထားပါတယ်တဲ့အဲ့ဒါကို ကျွန်တော်တို့ကဘလို့ယူတယ်လဲဆိုတဲ့အခါကျတော့ဒီရှစ်ကဲတဲ့ဒီရှစ်ကဲတဲ့ဒီ3ရယ်ရှစ်ရှစ်3နဲ့ဟာရှစ်ရှစ်3ရှစ်ရှစ်3ဆိုတော့ကဏန်း3လုံးရှစ်ရှစ်3ဆိုကဏန်း3လုံးတူနေရအတွက်ရှစ်3ပေါ့နော်အဲ့တော့ရှစ်3တစ်လုံးထိရမယ်ပေါ့နော်တကယ်လို့တူနေရမျိုးဆိုရင်ကျွန်တော်တစ်လုံးမဲ့နှလုံးမဲ့ယူမှာပေါ့နော်အဲ့တော့ရှစ်ရှစ်3မှာရှစ် ရှိသုံးတလုံးထိရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကျတော့ခွန်တတဲ့မအောင်ပါဘူး6ရှစ်တဲ့ဟော6ရှစ်မှာကျွန်တော်တို့ရှစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့เนาะအဲ့တော့ကျွန်တော်တို့ဒီဟာက20မဟုတ်တဲ့အတွက်တချို့အထင်သေးမယ်ဒါပေမဲ့ကျွန်တော်တို့ဒီ20ဒီနီးရကြာပြီပြကျွန်တော်ဟိုတုန်းကလည်းကျွန်တော်တင်ခဲ့ဘူးလေဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာ20တွေများသွားတာဒီကောင်ဖုံးပြီးကြံနေခဲ့တာပေါ့เนาะအဲ့ဒါလေးဆက်ဇက်တက်ယူလို့လည်းရတယ်เนาะဒါပေမဲ့ဇက်တက်ယူတဲ့အခါမှာပြက်ပင်လေးရှိတယ်ဒီလိုမျိုးသုံးရတစ်ဖြတ်ယူတဲ့အခါမှာပြက်ပင်မရှိဘူး အဲ့တော့ဒီမှာကျွန်တော်တို့90နဲ့8ဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြင်တွေ့ပါမယ်နောက်တစ်ပြင်ကိုကြည့်ပါမယ်ခွန်ခွန်တင်ငါခွန်ရှိရှိချခွန်ရှိရှိချခွန်ရှိ၄ခွန်ရှိ၄လေခွန်ရှိ၄ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့မှာကျွန်တော်တို့ကဒီ9ရဲ့တဲ့ဒီ6ရဲ့တဲ့ဒီ4ရဲ့ကိုကြီးဖြစ်နေကစားပါမယ်တဲ့9 6 4 9 6 4ဆိုတော့ ကနန်းတော့လောကဒီပြင်မှာကီးဖြစ်နေထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့6ခွန်6ခွန်နဲ့6ခွန်မှာကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်1ခွန်1ခွန်နဲ့1ခွန်မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်ကြည့်ပါမယ်2 2 5 3 2 2 5 3 2 6 3 6ခွန်2 6 3 6ခွန်5 2 6 5 2 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ထွက်ထားပါတယ်အဲ့မှာကိုကျွန်တော်တို့ကီးဖြစ်နေယူမှာကတော့3ရယ်9ရယ်6ရယ်ဖြစ်ပါတယ်3ခွန်6ဆိုတဲ့ကီး3လုံးပေါ့နော်ဒီကီး3လုံးကဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့တိချောက်အော်တိချောက်တိချောက်မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်၈၄၈၄တဲ့၈၄မှာတော့ကျွန်တော်တို့မအောင်မအောင်ပြတူအမှန်နဲ့အမှန်နေတော်တော်များတယ်เนาะဒါပေမဲ့တူကတကြိမ်နေအနေထွက်တာကြီးများတယ်ဗျเนาะညမနဲ့အောင်နိုင်နေပါတယ်เนาะ ဲအဲ့တော့နောက်တစ်ပြင်ကြည့်ပါမယ်ရှစ်ခွန်၅နှစ်ရှစ်ခွန်၅နှစ်တင်၅၃၃တင်၅၃၃၃၉နှစ်၆၃၉နှစ်၆ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဓာတ်လေးကိုကီးဖြစ်နေယူမယ်ဆိုရင်နှစ်ကဲ၃ရဲ့၆ကဲနှစ်၃6ဆိုတဲ့၃လုံးကိုကီးဖြစ်နေကျွန်တော်ကစားပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားလဲကြည့်ရအောင်၃

ဒီ9ရဲတဲ့ဒီ10ရဲတဲ့ဒီ9ရဲကိုအကြီးဖြစ်နေယူပါမယ်တဲ့9 10 9ဒီ3လုံးအကြီးဖြစ်နေယူပါမယ်တဲ့ကဲအဲ့တော့ကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်10 10 10 10မှာကျွန်တော်10တလုံးထိခဲ့ပါတယ်1 1 1တဲ့1 1မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြင်ကြည့်ပါမယ်ခွန်ခွန်၄၅ခွန်ခွန်၄၅၄၃၃ရခွင်၄၃ ်3ညခွန်1513ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်ကီးဖြစ်နေယူမှာတော့9ရယ်ခွန်ရယ်3ရယ်ဖြစ်ပါတယ်တဲ့9ခွန်3ဆိုတာကီးပါတဲ့เนาะအဲ့တော့ကျွန်တော်ဗားရထွက်သွားလဲကြည့်လိုက်ရအောင်3 3တိတဲ့ဟော3တိမှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်68 68တဲ့68မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြန်ကြည့်ပါမယ်63 45

3ညာ8ဆိုတော့ကီ3လုံးရပါတယ်တဲ့အဲ့ကီ3လုံးကဒီဘင်မှာထွက်ရမယ်တဲ့ဘာကြီးထွက်သွားလဲကြည့်လဲရအောင်3ညာ4 3ညာ4တဲ့3ညာ4မှာ3ညာ3လုံးထိပြီးအောင်ပါတယ်3ခွန်နဲ့3ခွန်မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြန်ကြည့်ပါမယ်6 2 9 6 6 2 9 6 9 9 1 9 9 9 1 9 နဲ့ကို၄၃၅ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကြီးဖြစ်နေယူရင်6ရဲ့9ရဲ့3ရဲ့ဖြစ်ပါတယ်6 9 3 9ဆိုတော့ကြီး3လုံးရပါတယ်အဲ့ကြီး3လုံးကဒီပြင်မှာထွက်ရမယ်အဲ့မှာဘာထွက်သွားလဲဆိုတော့3 9တဲ့ဟောဟာဒီမှာ3 9တလုံးထိပြီးအောင်ပါတယ်4ခွန်နဲ့4ခွန်မှာတော့မအောင်ပါဘူးဗျကဲဒီနေရာမှာကျွန်တော်တို့ထူးခြားချက်ကလေးတစ်ခုကိုကြည့်ပါမယ်အဲ့ထူးခြားချက်ကဘာလဲဆိုတဲ့အခါကျတော့ဒီမှာ68ဆိုတာလွဲလို့ မနေ့ပိုင်းကြီးပဲထွက်ပါတယ်တဲ့နော်မနေ့ပိုင်းကြီးပဲထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ရဲ့သဘောတရားအရဆိုရင်မနေ့ပိုင်းပဲထွက်ဖို့များပါတယ်ဒါဒီမဲ့လားဆိုကျွန်တော်ရှေ့မှာလဲရှိတယ်ဗျသဘောကြောင့်ဒီမှာဒီမှာကျွန်တော်ဥပမာကိုပြောမယ်ဒီမှာပြန်ကြည့်ဒါဒါဒါဟိုတော့ဒီမှာခွန်၈၃ညဒီမှာမနေ့ပိုင်းနော်နောက်တစ်ခါ၃ညခွန်၃ညဒီမှာခွန်မနေ့ပိုင်းနော်အဲ့တော့မနေ့ပိုင်းနေကြီးပဲထွက်တာများပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဟိုမှာ နီးမှာဆိုရင်ကျွန်တော်ဒီနီးမှာဆိုရင်မနေ့ပိုင်းထွက်ဖို့များပါတယ်အဲ့တော့ကဲကျွန်တော်တို့အင်္ဂါနေ့အတွက်ကီလေးကြည့်လိုက်ရအောင်ငါ၈26 5 6 2 6 5 9 5 3 5 8 2 3 5 8 2 3 5 8 2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့တူတန်းယူမယ်ဆိုရင်6ရယ်5ရယ်2ရယ်6 5 2ဆိုတဲ့ကီး3လုံးပါတဲ့ ်အင်္ဂါနေ့အတွက်ကီးဖြစ်ပါတယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်ကီးတဲ့ကလေးနဲ့စဉ်းစားလိုက်ရအောင်အဲ့တော့အင်္ဂါနေ့အတွက်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့တောက်ကြနေမှာ ကီးဖြစ်နေပဲမှန်ခဲ့ပါတယ်နော်ဟိုကပြီးခဲ့တဲ့တပတ်လုံးလုံးမှာတော့ကျွန်တော်တို့ထိတ်တွေအများကြီးဆွဲသွားပါတယ်နော်အဲ့တော့အင်္ဂါနေ့အတွက်ကီးထိတ်က6 6တက်ပါတဲ့ဟုတ်ပြီ ခုနကီယိုယိုဟာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကီယိုယိုဟာတဲ့ကျွန်တော်တို့ဘာရှိသေးဆိုတော့6 5 2ပါတဲ့နော်ဟုတ်လားအဲ့တော့ကျွန်တော်ကဒီတခါတော့ဟိုဟာပေါ့နော် master key လေးကိုကျွန်တော်ပြပြောမယ်နော် master key အင်္ဂါနေ့အတွက် master key ကပထမ master key ကကျွန်တော်တို့6 1 3 5ပါတဲ့ 8139တဲ့ဒုတိယမာစတာကီးကကျွန်တော်တို့9 4 6 1ပါတဲ့နော်9 4 6 1ပါတဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ကဘယ်လိုစဉ်းစားရလဲဆို9 4 6 1ဒီမှာ946အဲဒီက961ဒီမှာ9461ဟုတ်လားအောက်တန်းနဲ့ဒီကီးနဲ့ဟိုထိကီးထိနဲ့ကသွားတူနေတူနေတဲ့အတွက်ကျွန်တော်ကဒီကီးထိနဲ့ဒီကောင်နဲ့ကိုအပေါ်အောင်သဘောမျိုးလဲကြအောင်ကျွန်တော်ကစားမယ်အဲ့တော့ကျွန်တော်

တင်ငါဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကဏ္ဍလေးတွေရလာပါတယ်တဲ့เนาะရလာတဲ့အခါကျတော့ကောင်းပြီကဏ္ဍရဲ့အများကြီးတို့ဘယ်လိုလုပ်စဉ်းစားကြမလဲလို့ကျွန်တော်တွေးနေကြရှိပါတယ်ကျွန်တော်စဉ်းစားမဲ့နီးလေးရတော့ဗာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာเนาะကျွန်တော်မူဒီကတ်တွေမှာပေးထားတဲ့ဗရိတ်နီးလန်းတွေကအများကြီးပဲเนาะအဲ့ဒီမှာကျွန်တော်တို့မလေးငါဆိုတော့လေးကိုဗရိတ်လေးကိုဗရိတ်လို့ဆိုတဲ့အတွက်နှစ်လေးကို6ဗရိတ်ဒီဒီမှာထွက်ရမယ်အော်ဒီဒီဒီ3ရက်အတွင်းမှာထွက်ရမယ်ဒီမှာ၄ဗရိတ်ထွက်တယ်เนาะနောက်တစ်ခါ ကိုငါဆိုရဲနှစ်လေးကိုချောက်ပရိကာတဲ့၃ရက်အတွင်းမှာထွက်ရမယ်ဆိုတောက်ကြံနေရကျွန်တော်ထွက်မသွားဘူးတနေ့လာနေရတော့ပိတ်တယ်ထားလိုက်တော့เนาะအင်္ဂါနေ့တနေ့မှာတဲ့ထွက်เสียအားများပါတယ်တဲ့ဟောเนาะအဲ့တော့ခုနကိုထဲဟောဒီကိုလေးပရိတ်ကြောင်းကျွန်တော်နှစ်လေးကိုချောက်ဆိုပရိတ်ရှိပါတယ်တဲ့နှစ်လေးကို6ဆိုတဲ့ပရိတ်ဟာတဲ့၃ရက်အတွင်းထွက်ရပါမယ်တဲ့ဒါတစ်ခုတည်းနဲ့ကျွန်တော်တို့ကဟိုမာတယ်လို့မပြောဘူးနောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ဒီမှာ80နှစ်72လို့ကျွန်တော်ကထွက်ထားတဲ့အတွက်8ထိတ်တဲ့8ထိတ်လို့လာပြီးသွားရင်လည်း2 4 ိုး6ဆိုတဲ့ break ပဲထပ်ပြီးလာပါဦးမယ်ဟောအဲ့ဒီမှာကျွန်တော်တို့ကနှစ်လေးကိုး6 break ကနှစ်ကြိမ်အောင်ပေးထားတယ်ကဲဒီကောင်ကြောင့်ဒီမှာကျွန်တော်တို့ထွက်မှာဒီကောင်ကြောင့်ဒီကောင်၃ရက်အတွင်းမှာဒီကောင်ထွက်ရမှာဟုတ်နော်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်နှစ်လေးကိုး6 break ကိုပဲကျွန်တော်ကအားပြုပြီးကစားမှာဖြစ်ပါတယ်အဲ့တော့နှစ်လေးကိုး6နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်63နှစ် break 65 4 break 68 4 break 63 9 break 18 9 break 11 2 break 13 4 break 6ပရိတ်ဆိုပြီးဒီလိုရတယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီမှာကဏ္ဍနေရများနေဒီထပ်ပြီးတော့ကျွန်တော်ဘယ်လိုချုပ်မလဲလို့ကျွန်တော်မေးကြရရှိတယ်မေးကြရရှိတဲ့အခါကျ93 93မှာဒီမှာ6 9နှစ်ဆိုတာမထီဘူးဗျာเนาะအဲ့တော့ကျွန်တော်မတုံဘူးနောက်က95 95မှာ6 9နှစ်ထီရတဲ့95 68ထီတယ်63ထီတယ်တစ်ရှိမထီဘူးတစ်တစ်မထီဘူးတစ်3မထီဘူးတစ်5ထီတယ်အဲ့တော့ကျွန်တော်တို့ဒီအောက်ကကြီးနေကြီးတာက95ရယ်68ရယ် 63ရယ်15ရယ်ပဲကျွန်တော်ရှိပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီ၄ကွက်ကိုကျွန်တော်အနေနဲ့အမာထားပြီးကစားပါမယ်တဲ့ဒါအမျိုးတို့လည်းအကြိုက်တူမယ်ဆိုရင်ယူပါအကြိုက်မတူဘူးဆိုရင်လည်းမိမိနှစ်တဲ့ရပါဘောเนาะကီထိတ်ကိုယူယူကီယိုယိုကီကိုပဲယူယူမာစတာကီကိုပဲယူယူเนาะဗရိတ်ဒီကိုပဲယူကစားကစားကြိုက်တူလို့ကစားပါတဲ့ကဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာအခွေကြိုက်တဲ့လူတွေအတွက်ကျွန်တော်ပေးကြရလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့82 ကျွန်တော်တောက်ကြန်နေညနေထွက်သွားပါရဲ့နော်80နှစ်အ80နှစ်နော်80နှစ်လို့ကျွန်တော်ထွက်သွားတဲ့အတွက်တဲ့80နှစ်နှစ်8ပေါ့နော်ဘလိုပဲထွက်ထွက်အဲ့ဒီကောင်က3,8,5,3,9ခွန်ဆိုတဲ့အခွေရတဲ့3ရက်တွင်ထွက်ရပါမယ်တဲ့အခွေကြိုက်တဲ့လူတွေအတွက်ပေးတာနော်ဟိုကျွန်တော်ပြောတာဒီကောင်နဲ့တော့မသက်ဆိုင်ဘူးတော်တော်ညာလဲ ခွေကြိုက်တဲ့လူတွေအတွက်ကစားမယ်ဆိုရင်385 390ခွန်မှာတဲ့ကဲအဲ့တော့ကျွန်တော်ပေးစရာလေးတွေကတော့ဒီခေတ်ကျွန်တော်ဒီလောက်ပါပဲเนาะအမျိုးတို့အနေနဲ့ကြိုက်နေတဲ့လူတို့ကစားပါအဲကျွန်တော်ဟိုမှာ comment တစ်ခုမှာပေါ့เนาะရွှေချောင်းသားလားရွှေလက်ကြီးလားတော့မသိဘူးအဲဟိုသားတဲ့ကနန်းထုတ်တယ်ညံ့လို့တဲ့ကြီးပဲယူကစားတယ်တဲ့ဟုတ်ကဲ့ကျွန်တော်ကနန်းထုတ်တယ်ညံ့ပါတယ်လို့ကျွန်တော်အစနဲ့ဝါတယ်ပြောထားတယ်အဲ့တော့ကြိုက်ချင်ယူပါမကြိုက်ချင်မယူပါနဲ့ဟုတ်လား အကြိုက်တာကိုယူပါကျွန်တော်ပြောပြပြီးပဲကျွန်တော်ကီးတွေပဲယူကစားကစားကီးထိတ်ကိုပဲယူကစားကစားပရိတ်ကိုပဲယူကစားကစားအဓိကပေါက်ဖို့အရေးကြီးတယ်ကစားပါလို့ကျွန်တော်အစနဲ့ကိုခွင့်ပေးပြီးသားလည်းဖြစ်တယ်နော်အဲ့ဒီလိုညံ့တဲ့ထင်းတဲ့အာကိုမယူပါနဲ့ကောင်းတဲ့တော်တဲ့ထင်းတဲ့ဟာကိုယူပါနော်ဟိုတယောက်ပြောသလိုပေါ့ဟုတ်လားဒုတိယမှာလည်းအများအားဖြင့်ဘက်စုံတော့မကောင်းနိုင်ဘူးနော်ကောင်းတာတစ်ခုရှိရင်သူကလူညံ့တော့မဟုတ်ဘူးတဲ့လူတော်ပါလေတယောက်ကလည်းထားမှန်တယ်နော်ဘောကတယောက်ကမှန်လို့အဲ့ဒါနောက်ထပ်အောက်ကတော်တော်များများမှန်ပါလေအဲ့တော့ကျွန်တော်ဟို တော်တဲ့နေရာလို့ပဲကိုယ့်ကို ပြောလိုက်မယ်ပေါ့ဗျာတော်တဲ့နေရာလေးလို့ယူယူပါနော်မတော်တဲ့နေရာလေးကိုခြံထားခဲ့ပါနော်ဒါမှအာဘယ်လိုပဲဖြစ်ဖြစ်တော်သည်ဖြစ်စေမတော်သည်ဖြစ်စေဆရာထုတ်တဲ့ကဏ္ဍမဲ့ထိုးမဲ့ဆရာထုတ်တဲ့ဟာပဲကြိုက်တယ်ဆိုရင်တော့အဲ့ဒီကျွန်တော်ထုတ်ကဏ္ဍလေးတွေယူစားပါလို့ပြောပြောပြစေခဲ့နော်တနင်္လာနေ့ကကျွန်တော်အဖွင့်နေမဟုတ်ပဲအင်္ဂါနေ့ကအဖွင့်နေဖြစ်သွားပါတယ်အဲ့တော့အဖွင့်နေ့ကဘဲနေ့ပဲဖြစ်ဖြစ်နော်အဖွင့်လာလာနေရကြအောင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ